ကြောင်မဲမြို့မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း TNL တပ်ဖွဲ့ဝင်အများအပြားသေဆုံးနေဆိုပြီးရေသားဖြန့်ဝေနေမှုတွေရှိနေပါတယ်။ကြောင်မဲမြို့ကိုစစ်ကောင်စီကဇွန်လ29ရက်နေ့လယ်နဲ့ညနေပိုင်းဒီမှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်တအောင်မြို့သားလူမျိုးရေးတပ် TNL မှာတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့တယ်ဆိုပြီးဆိုရှယ်မီဒီယာတွေပေါ်မှာဖြန့်ဝေနေပါတယ်။ဒီเจ้าရာကိုစစ်တက်လော်ပြီးခိုင်စောဆိုတဲ့ Facebook အကောင့်မှာဇွန်လ30ရက် ညနေ9နာရီဝန်းကျင်မှာစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီးအခြား lobby အကောင့်တွေနဲ့ YouTube channel တွေမှာလည်းထပ်ဆင့်ဖြန့်ဝေနေပါတယ်။ဖြန့်ဝေရမှာကြောင်မဲအခြေအနေကတော့မနေ့နေ့လေလေကြောင်းတိုက်ခိုက်မှုမှာရှမ်းကြောင်းကြီးအနီးက TNL ရဲ့ရုံးပေါ်တက်တက်ထိမှန်ပြီးဓာတ်ပေါ်ရီတွေဖောက်ကားတွေနဲ့နှစ်စီးတိုက်လိုက်ရတယ်။ TNL ရုံးထဲကကွန်ပျူတာတွေအကုန်လုံးပျက်စီးသွားတယ်လို့ခိုင်ခိုင်မာမာတီးခဲ့ရတယ်။အဲ့နောက်မှာညဘက်လေကြောင်းတိုက်ခိုက်မှုတစ်ချိန်ထပ်လုပ်ပါတယ်။ TNL များအိတ်ဆက်နေတဲ့တိုက်လီလုံးကိုထိမှန်ခဲ့ပြီးဓာတ်ပေါ်ရီ80ကျော်ခဲ့ရလို့သိရှိပါတယ်ဆိုပြီးရေးသားထားပါတယ်။ဒီဖြန့်ဝေမှုအကြောင်းအရာကို BB Fact Check ကစစ်ဆေးကြည့်ရှုရမှာလုတ်ကြံရေးသားထားတဲ့သတင်းမှဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။တအောင်တက် TNL ထင်းချုပ်ထားတဲ့ကြောက်မဲမျိုးကိုဇွန်လ29ရက်နေ့လည်2နာရီခွဲခန့်မှာတကြိမ်ည9နာရီဝင်းကျင်မှာတကြိမ်စစ်ကောင်စီတပ်တွေကအင်ကြောင်းကနေပုံချဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ နေ့လယ်ပိုင်းတိုက်ခိုက်မှုမှာကြောင်မဲမြို့တရက်ကွက်ပင်လုံလန်းကမ္ဘောဇာအရှမ်းကျောင်းကြီးကိုပေါင်250ဘုံးလုံးကျဲခဲ့တဲ့အတွက်မြို့သမီး2ဦးနဲ့မြို့သား4ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်ဆက်လုံးစာတင်ကျောင်းတစ်ကျောင်းနဲ့ဖုန်းကျောင်းတစ်ကျောင်းပျက်စီးသွားတယ်လို့တအောင်းတက် DNL ကဇွန်လ29ရက်မှာထုတ်ပြန်ထားပါတယ်။ဇွန်29ရက်ညပိုင်းတိုက်ခိုက်မှုမှာတော့ကြောင်မဲမြို့9ရက်ကွာညောင်ကုန်းနဲ့900နှစ်တက်စကန်ဟောင်းကိုဘုံ6လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်လေးလုံးနဲ့ဖုန်းကြောင်တစ်ကြောင်ထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ကြောင်မဲမြို့ကံမောသာအရှမ်းကြောင်ဒီနေထိုင်သူဒေသခံတအုပ်ကိုဆက်သွယ်ပေးမယ့်ရမှာဇွန်29ရက်ဒီကြောင်တက်ခိုက်မှုတွင်တိခိုက်ဒဏ်ရာရရှိသူတွေရှိပေမဲ့တိုက်စုံးသူရှိရလို့မကြားဘူးလို့ BB ဖတ်ချက်ကိုပြောပါတယ်။လူရောက်90လောက်သေပြီးကားရည်နဲ့လာတဲ့ထုတ်တယ်ဆိုရင်တွေ့ရကြရမှာပေါ့။အဲ့လိုတွေမရှိပါဘူး။ဒဏ်ရာရတဲ့သူတွေရှိရတော့သိတယ်လို့ကြောင်မဲမြို့ကံတအုပ်ကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ဇွန်29ရက်ကြောင်မဲမြို့ကိုဘုံကျဲတိုက်ခိုက်မှုတွင် TNL ရုံးပေါ်တက်တဲ့အထိမှန်ပြီးအလောင်းပေါကားနဲ့နှစီတင်ဆောင်ရတယ်ဆိုတဲ့အချက်နဲ့ညပိုင်းတိုက်ခိုက်မှုအတွင်းအလောင်း80ကျော်တေဆုံးနေဆိုတဲ့အချက်တည်းဟာလောက်ကျန်ရေးသားထားတဲ့သတင်းသူသတင်းမှားတွေပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုတအောင်တက် TNL ကတရားဝင်ထုတ်ပြန်ထားတာမရှိသလိုဂျုံကြီးဆက်ချရတဲ့သတင်းဌာနတွေနဲ့အခြားဖွဲ့စည်းတီးတီးမှလည်းထုတ်ပြန်ထားတာမရှိပါဘူး။ ဆိုရှယ်မီဒီယာပေါ်ကသတင်းတုသတင်းမတွေအကြောင်းလက်မလွတ်တမ်းသိရှိနိုင်ဖို့ဘာမှ prevent သတင်းဌာနရဲ့ Facebook page နဲ့ YouTube channel တွေကို like ရန် subscribe လုပ်ထားပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။ဒါပြင် social media အသုံးပြုသူတွေအနေနဲ့ online ပေါ်မှာတနည်းအားဖြင့်အကြောင်းအရာတွေကိုတွေ့ရှိပါကဘာမှ prevent ကိုပေးပို့ပြီးသတင်းဆန်းစစ်မှုပြုလုပ်နိုင်ပါတယ်။နောက်ထပ်ဘလို့သတင်းတုသတင်းမတွေသိရှိကြတယ်လဲဆိုတာကို comment မှာရေးပြသသင့်လို့ပါတယ်။